ိဋ္ဌံဆိုတာဒကာရမတွေဒုက္ခခတ်သိငိမ့်တာဆိုတာလူတိုင်းသိနေကြတယ်။ဘာဒုက္ခမှမရှိဘဲနဲ့နေရထိုင်ရတာဒီနိဗ္ဗာန်လို့မှတ်ပါ။ဒုက္ခခတ်သိငိမ့်တာဘာခေါ်ကြ။အဲဒုက္ခခတ်သိငိမ့်တာနိဗ္ဗာန်ဆိုတာမှတ်ကြတော့။အော်နိဗ္ဗာန်ဆိုတာဘယ်သဘောတည်းရှိပါလိမ့်မလို့မေးစရာမလိုတော့ဘူး။ မိမိတို့သံဃာမှာရှိတဲ့ဒုက္ခမျိုးစုံအကုန်ချုပ်ငြိမ်းရုပ်သိမ်းသွားတာကိုနိဗ္ဗာန်လို့မှတ်ထားပါနိဗ္ဗာန်သိကျင်တဲ့အခါကျလို့ရှိရင်ဒုက္ခသိတဲ့ပုဂ္ဂိုလ်မှနိဗ္ဗာန်ကိုပုံမူပြီးတဲ့ကာလကြိုက်ရဒုက္ခမသိသေးတဲ့ပုဂ္ဂိုလ်သည်နိဗ္ဗာန်ကိုမကြိုက်ပါဘူး ဒုက္ခသိကြတော့လေခန္ဓာကစူးစူးဆိုက်ဆိုက်ကြည့်မှဒုက္ခသိတယ်ခန္ဓာစူးစူးဆိုက်ဆိုက်ကြည့်လိုက်ပြီးဆုံးမဖြင့်ဒုက္ခမြူမြတ်မပါတာခန္ဓာကပြောလာအဲ့ဒါကြောင့်နိဗ္ဗာန်သိခြင်းလို့ရှိရင်ဖြင့်ဒကာရမတွေကိုယ်ခန္ဓာသာကိုကြည့်လို့ရှိရင်ဒုက္ခတွေ့လိမ့်မယ် အဲ့ဒီဒုက္ခမျိုးသည်ချုပ်ငြိမ်ရုပ်သိမ်းသွားတာကိုနိဗ္ဗာန်လို့ခေါ်သည်လို့မှတ်ရမှာပဲအဲ့ဒါတရားဓမ္မတွေနိဗ္ဗာန်ကဒုက္ခကသိမ်းတော့ငြိမ်းရင်ပါတယ်ဖရာဆိုတာတော့လူတိုင်းပါပဲအဲ့ဒီငြိမ်းရင်လို့ရှိရင်နိဗ္ဗာန်ဟာအရှာတဲ့မှဥလာဘူးနေရာကြမှန်ပါပါ အရှာမတဲ့လို့ရှိရင်ဒကာဓမ္မတွေအချိန်ကြာကြလိမ့်မယ်လို့မှတ်ရမယ်နော်။ဘုရားကဒီဥဒ္ဒတန်ယုတ်မှာဟောလိုက်တာကနိဗ္ဗာန်သေဝသန္တိကေနိဗ္ဗာန်သေဝနိဗ္ဗာန်ဤသာလျင်နိဗ္ဗာန်ဒီသာလျင်သန္တိကေခီမွေဘူးအနည်းလေးမှရှိတယ်။ဘုရားကဟောတယ်။နိဗ္ဗာန်ဝေမှာရှိကြလားနိမ့်မှာရှိကြလားနိမ့်မှာရှိကြလား ဧဒတကထာမဟုတ်ပါဘူးတိကာမဟုတ်ပါဘူးခုခရေးတဲ့စာုပ်တွေမဟုတ်ပါဘူးဘုရားပါဇတော်ကကိုသေးသေးချာချာထွက်လို့သေးသေးချာချာနိဗ္ဗာန်မဝေးပါဘူးလို့နတ်သားကိုသေးသေးချာချာတကကြွယ်ဟောတာဒါကြောင့်နိဗ္ဗာန်ကိုတရားဓမ္မတို့ဝေးသလားနေသလားလို့မြန်မေးလို့ရှိရင်နေကလေးဆိုတာဆုံးဖြတ်ချက်ချာပါပါ နိဗ္ဗာန်ဒီဃာရမတို့အဝေလာနိလမေနိဗ္ဗာန်နိဗ္ဗာန်အဲ့ဒါနိဗ္ဗာန်နိကလေးရှိတဲ့အတိုင်းနိဗ္ဗာန်ရှာတာကိုအများတွေရှာနေမတဲ့လို့ရှိရင်ဖြင့်ရှာလေဝေးလေနေခြင်းနေမှာပဲဒါဖြင့်နိဗ္ဗာန်ဘလောက်နည်းကြုံလို့မေးလို့ရှိရင်ဖြင့်အာထုတ်ခုတဲ့ဓမ္မတွေခွင့်ရဓမ္မတွေကြာလာတော့ ဩနိဗ္ဗာန်ဒီကားလို့ရှင်ဖြင့်ကသိတုတခါကျွေးလို့သိတဲ့တည်းမဝေးပါလားဆိုတာကိုယ့်အကူပြောတယ်ကိုရှိရင်ဖြစ်ပြဒုက္ခတွေချုပ်သွားတယ်ဆိုလို့ရှိရင်ပဲတခါတည်းရှမ်းသာရကြီးကဩဒုက္ခမရှိတာဒီဟာပါလားဆိုတာပြောလာပြောလာတော့ကိုယ်ကိုယ်တိုင်လုံးလုံးကြည့်ပြီး ဒီနာရင်တွေ့ပြီးဒီကာလနေတော့ဩဘယကလည်းနိဗ္ဗာန်သေဝသန္တိကေနိဗ္ဗာန်သေဝနိဗ္ဗာန်ဤဒီသာလင်သန္တိကေခရင်မွေဘူးအနည်းကလေးပဲกว่าလို့နတ်သားဟောထားတာထောက်လိုက်တော့ကိုကိုတိုင်အားထုတ်ကြည့်ကြပါဒကာရမတို့အနည်းကလေးဆိုတာမှန်တယ်နိဗ္ဗာန်ဒီဝေလာနေလားနေတော့ကော မိမိတို့အားထုတ်နေတဲ့ခန္ဓာကိုယ်မိမိတို့အဖြစ်ဖြစ်တည်ရှိပြီအဲ့တော့ဒီနာရှိရသားနဲ့တရားဓမ္မတွေအဝိရှာနေရလို့ရှိရင်ရှာလေမတွေ့လေနေဦးမှာဘုလားဘုသဘောပါနိဗ္ဗာန်ပဲနာရှိတယ်ဗျဒီနေနေနာမှာပဲရှိတယ်ရှိနေတာကိုတရားဓမ္မတွေက ခဝေရှာနေလေလေဒကကျွေကြာလေဝေးလေနေမဝေးပဲဝေးပါဘူးဒကတိုက်ဝေးလေနော်ဝေးပါဘူးအေးဒါကြောင့်ဘုရားကလည်းအနည်းလေးဒကရမတွေကဝေးကြီးရှာနေကြမယ်ဆိုလို့ရှိရင်ဖြင့်ပြောဆိုရလဲနားမထောင်ရရောက်တယ်ကိုကိုရန်လူရှိလို့ရှာတယ်လဲပင်မန္တာပဲခြေကျူးစုခံစားရမယ်ဆိုတာပါလားအဲ့ဒါကြောင့်ကိုကိုရန်လည်း ဒဂရမတွေအရှာလည်းမလွှဲအောင်အဝေးလည်းမလိုက်ဖဲနဲ့ဒီခန္ဓာဆုံးဒီဖြစ်ပြအဆုံးမှရှိတယ်ဆိုတော့ဆရာကသေသေးရှာရှာစူးစိုက်ရှုပြီးဖြစ်ပြတာဒုက္ခသစ္စာဆုံးအောင်လိုက်လိုက်စမ်းပါတဲ့ဒီနေရာတွင်တွေ့ပါလိမ့်မယ်သဘောပါဗလားအဲဒါဖြင့်ဒဂရမတို့နိဗ္ဗာန်ဆိုတာဒီခင်ဗျားတို့ ရှိခကာလကဘယ်မှန်းလို့ဘယ်ရမ်းရမှမသိဘူးဘယ်ရမ်းလို့ဘယ်မှန်းရမှမသိတော့တရားဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်ဩတော်တော်နဲ့ရောက်နိုင်တဲ့အလုဟုံးထင်ပါဘူးဆိုပြီးကာလလက်မှိုင်များချရတယ်လက်မှိုင်မချပါနဲ့တဲ့ကိုဆရာဘုန်းကြီးသေချာပြောနေဖခင်ကလည်းသေချာဟောနေတဲ့တွေ့နိဗ္ဗာန်အင်းအနည်းကလေး ြူကြည့်ပါဒဂရမတို့အာလုံးလုံးလုံးကြည့်ပါဒဂရမတို့နော်အလုံးလုံးကြည့်တဲ့အခါကျလို့ရှင်ဖြင့်ကြိုက်တဲ့တခုသောဥပဒနာကိုရှုကြည့်ဝေဒနာဥပဒနာရှုခြင်းဝေဒနာအဆုံးကျင့်မှာပဲစိတ်ကဥပဒနာရှုရင်အာရုပ်ဆိုတဲ့ရုပ်တရားကိုရှုနေရင်ရောဒါဖြင့်ရုပ်အဆုံးပြင်လေရုပ်ကခန္ဓာလဲနေရတာဒီခန္ဓာရံဒီကန္နာရဏကပ်ပြီးရှိနေတာမှန်ပါဗျာ အဆုံးနဲ့အဆက်နဲ့တွေ့သွားမှန်ပါဘုရားဒီကအဆုံးဖို့ကအစဒီလိုမနေဘူးလားမှန်ပါဘုရားအဲ့တော့ဒကာကြီးဝေးသလားမဝေးပါဘူးအဲ့ဒါကဒကာရမတို့ဘုန်းကြီးကတော့ဖြင့်ဘုရားတော်မူလာပြောတာပဲကိုကိုတိုင်တွေ့ကျင်လို့ရှိရင်ကိုကိုတိုင်စမ်းသပ်ကြည့်ပါတဲ့သေသေးချာချာတွေ့ဘူးတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ် ကိုကိုတိုင်အာရုံမှန်တဲ့ရှာကြည့်လို့ရှိရင်ကိုကိုတိုင်ခန္ဓာရှိတုံးဥပဒနာရှိတဲ့အဆုံးမှာဝိပဿနာသင်္ခါရဒုက္ခဆိုတာ၄ရှိသင်္ခါရဒုက္ခဆိုတာရှားမဟုတ်ပါဘူးစိတ်တို့ ဖြစ်ပေါ်လာတာတွေပြတ်သွားတာတွေကသင်္ခါရဒုက္ခဝေဒနာတွေဖြစ်ပေါ်ပြီးပြုတ်ပြတ်သွားတာတွေဟာရုပ်တရားပေါ်ပြီးပြတ်သွားတာတွေအဲဒီသင်္ခါရဒုက္ခ မလာတော့ဘူးရှူရင်မတန်တဲ့ဒါရီယာချုပ်ငိမ့်သွားလို့ရှင်ဖြင့်သင်္ခါရဒုက္ခဆုံးမှာသေသေးချာချာတွေ့တာသင်္ခါရဒုက္ခဆုံးမှာတဲ့တရားဓမ္မတို့အသင်္ကတဒုက္ခရှိတယ်လို့မှတ်ပါသင်္ခါရဒုက္ခဆုံးမှာပါရှိပါလိမ့်အဲအသင်္ကတတဲ့နိဗ္ဗာန်မြတ်ဆိုတဲ့ဒုက္ခဒီနာရှိဒီနာရှိနေတော့ ဥပဒနာရှုဆိုတာခန္ဓာစိုက်ရှုတော့ဒီခန္ဓာစိုက်တဲ့နေရာမှာပဲအစားထိုးပြီးတွေ့လိုက်တာဒါကြကြတရားတွေ့လားဗျာဒီနေရာမှာချုပ်တဲ့ဆုံးမှလာတွေ့လိုက်တာအဲ့တော့ဝေးတယ်နေတယ်တို့ကိုဘုရားသခင်ကိုရမေကြီးကဖြင့်နေတဲ့ဘက်ကသာထောက်ခံရပေးပြီးကလာသူကိုယ်တိုင်လည်းအလုံးလုံးလာတဲ့ပုဂ္ဂိုလ်ကြီး အဲ့ဒါနီးတဲ့ဘက်ကသာလင် ဟောလိပြောလိရှိတယ်ဆိုတာတကသိမှတ်ပြီတော့အလုံးစရမရေတဲ့နိဗ္ဗာန်ဒီသင်္ခါရဒုက္ခဆုံးမှရှိသင်္ခါရဒုက္ခဆိုတော့သာသံပေသံပါနေမှာဆိုလို့ခမားတို့ဖြုနေတဲဖြစ်ပြ်ဆုံးအောင်သာလိုက်လရင်တွေးမယ်ရှင်းမလားဘာဆုံးလိုက်ရမလဲသိတယ် အပထမဖြစ်ပြတွေ့အောင်ရှားပြီးကြလားဖြစ်ပြမုံအောင်ကြည့်လို့ဖြစ်ပြဒုက္ခကြီးအပြင်ဒုက္ခသစ္စာပါပဲလို့ညံနေကလည်းဆုံးပြရဲ့ချပါဖြတ်ဆိုဆုံးသွားတာဆုံးသွားစေတဲ့တပြင်တည်းနိဗ္ဗာန်ကြီးနေဝန်လာဝန်ကြီးလို့ဩဒီနာကိုပေါ်လာပေါ်လာပြီးကြလားဒကာရမတို့တခါရင်အပေလေးပါးတကာအပေလေးပါးကိုရောက်စေတတ်တဲ့ဒိဋ္ဌိဝိဇိကိစ္ဆာတို့ဒီလဘရပရမတ္တတို့ အပေရောက်စေတတ်တဲ့လောဘတို့ဒေါသတို့ဒါတွေဟာဒီငါးခုဟာအကုန်ချုပ်သွားတာဒါချုပ်သွားတဲ့အတွင်းမှာအနုပြကိလေသာတွေမရှိသောကြောင့်ဥလဘုရောဒကာကျော်တို့ဒကာသိုက်တို့ခန္ဓာကိုယ်လည်းပေါ့ပါသွားဒိဋ္ဌိကိလေသာဝိသိကိစ္ဆာကိလေသာတိရောပရပရမသဆိုတဲ့ဒိဋ္ဌိအပေကြစေတတ်တဲ့လောဘဒါရေဒီကတို့အပေကြစေတတ်တဲ့ဒေါသအလုံး၅ခုပေါ့လေဗျာ အဲ့ဓာတွေကဝန်းထဲမှန်တကူကအမြင့်တွယ်နေတာအဲ့ဓာတွေကခொနဲ့ကနိဗ္ဗာန်လည်းမြင်လိုက်ပါရောဒုက္ခဆုံးလို့ဩနေဝန်းလာဝန်းလို့နိဗ္ဗာန်ကြီးလည်းမြင်လိုက်ပါရောတဲ့ခန္ဓာထဲမှာဓာတွေလည်းချုပ်ငြိမ်းရုပ်သိမ်းသွားတော့အဲ့ဓာတွေခန္ဓာကြီးကကိလေသာကြောင့်လေးနေတာကြီးကခန္ဓာကိုယ်ပေါ်ပါသွားသဘောကျအဲ့တော့ခန္ဓာကိုယ်ပေါ်တာတရားကြောင့်လားလို့ဘုရားဘုရား တရားကျော်တော့မင်းနေကြမလို့တော့ပါအဲသူနဲ့ဆိုင်တဲ့ကိလေသာတွေဒီမက်ကရှုတဲ့မက်ကနေခြုံရင်းယုတ်သိအောင်လှုပ်လိုက်တာနဲ့ကိလေသာ၄ရက်တည်းပျောက်သွားတာပဲလို့မှတ်ရသဘောကျအေးဒါကြောင့်နိဗ္ဗာန်ကိုဟောရတဲ့နေ့မှုတရားဓမ္မတို့နိဗ္ဗာန်နဲ့ပတ်သက်တဲ့ပါဠိတော်တွေကိုဒီနေ့ပြောရမှာဖြစ်နေတော့ပထမဆရာတွေက နိဗ္ဗာန်ကိုပဲရည်စည်းထားပြီးယနေ့ဟောနေတယ်တရားတရားအဲ့ဒါနိဗ္ဗာန်ဆိုတာတရားဓမ္မတို့သင်္ခါရဒုက္ခဆုံးမှရှိတယ်ဒါမမေ့နဲ့နိဗ္ဗာန်ပဲရှိပါလေသင်္ခါရဒုက္ခဆိုတာဗျာဘုန်းကြီးများပါများမှသိတာပါလို့ဆိုရခြင်းခမားတို့ရှုနေတဲ့ဖြစ်ဖြစ်ဆုံးမှရှိတယ်မှလားသဘောကျ သင်္ခါရဒုက္ခဆုံးမှရှိတယ်လို့ဆိုတာနားလဲပါလားသို့တော်မိမိနားလဲမှုနဲ့မှတ်ရှင်လို့ရှိရင်လည်းဘယ်လိုမှတ်ကြမလဲဖြစ်ပြည့်ဆုံးမှရှိတယ်လို့အဲ့ဒီအဆုံးကိုတခါတာမြင်လိုက်လို့ရှိရင်ဖြင့်တသောတာပန်အစ်စ်ဧကံဖြစ်တာပဲရှင်းမလားရှင်းပါသင်္ခါရဒုက္ခဆုံးကိုဓမ္မတို့ဧကံမြင်တကယ်မြင်အောင်သာဖြင့်ဒီဘဝဖြင့် ယူစားလိုက်တော့အပယ်လေးပါးနဲ့ဦးစားကွဲအောင်တရားကျွယ်တို့တရားတိုက်တို့ယူစားရတယ်နောက်ကိုဒီလိုဦးစားကွဲကျင့်တဲ့အကျင့်မျိုးကဟောမဲ့လူလည်းရှိမယ်မဟုတ်ဘူးအဲ့တော့ဟောမဲ့လူတွေရှိတော့လဲကျင့်တဲ့ပုဂ္ဂိုလ်ကလည်းစိတ်ကောင်းစိတ်မွန်နဲ့လည်းရှင်းပြတော်မှာမဟုတ်တော့ဘူးအဲ့တော့ကျွတ်တော့မှာအပင်ငရဲမျိုးစိကဝန်းထဲမှာမပေါ့ဘဲနဲ့အမြဲရှိနေတယ်။အဲ့တော့ဒါတွေက ုတင်ကလေးဇေလင်တော့ငရေဦးဘင်းဒီငရေကောင်ဘင်းဒီပေါက်ပေါက်လာဒီနုတရားကလေးသားကလေအေးဒါကြောင့်ဓရမတို့ငရေမျိုးစိဖြင့်ဝန်တွေကယူပြအောင်ယူပါဆိုတဲ့ဥစ္စာသင်္ခါရဒုက္ခဆုံးမြင်တဲ့ပုဂ္ဂိုလ်မှငရေမျိုးစိတုံးသင်္ခါရဒုက္ခဆုံးမြင်တဲ့ပုဂ္ဂိုလ်ဟာဘာပါလဲအဲ့တော့ငရေမျိုးစိရှိနေတဲ့ကို မကြွားကြမှာနဲ့မဝါကြမှာနဲ့ဟုတ်လားမပြောလိုက်ပါနဲ့ငရဲမျိုးစိတုံးမှပြောပါနင်းမလို့ရှိရင်ဖြင့်ထောင်ကြကန်นี่ပြောသလိုသက်ရှင်ကြကန်นี่ပြောသလိုဖြစ်မှာစိုးရမိမိပြောဟာလေသဘောပါကြကဲငရဲမျိုးစိရှိရင်လည်းဝေလံဘင်းနေနဲ့ပြောလိုက်ဟုတ်လားသာရသမီးတွေနဲ့ပြောလိုက်ပါလိုက် အင်းဘုလိုစားလို့နေလို့ထိုင်လို့ကြွားလိုက်မော်လိုက်လို့နေမယ်ဆိုတော့ဩငရေမျိုးစစ်လည်းမတုံးသေးပဲနဲ့သူတည်းလို့ရှိရင်ငရေမျိုးစစ်ကကျုပ်ပေးစရာငရေပင်ငရေကောင်ပေါက်စရာတွေရှိနေပါရဲ့သားနဲ့သူပြောပုံဒီကားလို့ဆိုလို့ရှိရင်ဖြင့်အင်းထောင်ကြကန်ဤပြောဆက်ကျင်ကြကန်ဤပြောသေကန်ဤပြောအပေရောက်ခန်ဤပြောဖြစ်သွားတယ် မဖြစ်ဘူးအေးဒါရီစဉ်းစားတော့မှသူများပြောညာတော့လေတခါကျော်တို့ဥလာဘူးတို့တခါတိုက်တို့ဟင်အတုခိုးเสียလူသေးဘေးကနေကြည့်ပါဘေးကနေကြည့်ပါငရဲမျိုးစိတ်ကလည်းဒိဋ္ဌိမူရှိကိစ္စသီလပရပရမတအပေရောက်စေရတဲ့လောဘဒေါသငါးခုဟာဒုက္ခဆုံးမြင်မှသူတို့ကငရဲမျိုးစိတ်တုံးတာဘူးဗျာဒါမတုံးမင်းနဲ့ ဘွယ်လန်းသဘင်းနဲ့ပြောလိုက်မြဲမြဲပြောလိုက်ဒီလိုနေတဲ့ဒကာရမတွေကြလာတော့ဩထောက်ကြကန်ကြီးပြောနဲ့တူလိုက်တယ်ကျိုးကြကန်ကြီးအင်းဒီကန်ကြီးပြောနဲ့အင်းဘယ်ရောက်သွားကန်ကြီးပြောနဲ့